အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစီလို့ဒီညကနေပြီးတော့စုပုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့စိတ်ဝင်စားမှုကောင်းနေဒါကျွန်တော်တို့လက်ရှိအခြေအနေတခုဖြစ်ဒါကျွန်တော်တို့လွန်ခဲ့တဲ့တပတ်လောက်ခရီးတင်ထားတာပေါ့နော်ကျွန်တော်လည်းခုမှဒါကျွန်တော်အပြောင်းရွှေ့သတင်းတွေနော်နည်းနည်းလေးဒါအပြောင်းရွှေ့သတင်းတွေနည်းနည်းလေးပါတာနေကောဒါကျွန်တော်တို့အားလို့ခုမှသတိချာခင်ဗျားတို့ရှင်းပြပိုင်ခွင့်ရကျွန်တော်လည်းမနိုင်ပြသတိချာမသိဘူး ဟိုကော့စ်တိတာမဟုတ်ကိုယ်လူတိုင်းတိနာဆရာကြီးမှမဟုတ်တာအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကိုယ်တိုင်းလက်ခုမှဒါကျွန်တော်နည်းနည်းလေးလေ့လာမိတယ်သဘောပေါက်သွားတယ်အဲ့ရှင်မှာခင်ဗျားတို့ပြပြကွန်ကွန်ရရတယ်အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်းဒါကျွန်တော်တို့မလေးလာခြင်းမှုဆိုတော့ကျွန်တော်ပြပြလေးနားထောင်ကြည့်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်လွန်ခဲ့တဲ့၂ရက်၃ရက်အတွင်းမှာဒါကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်ဆိုတော့တပတ်အတွင်းမှာဟိုနေ့ဆိုတော့လွန်ခဲ့တဲ့တပတ်အတွင်းမှာဒါကျွန်တော်တို့ထုံးဝန်တိုင်း Real Madrid အသင်းကနေသူတို့အနေနဲ့ဒါကျွန်တော်တို့ UEFA Club Ringham မှာနံပါတ်၁ရတာသူတို့အနေနဲ့အရန်ပျော်ရွှင်ရပါအကြောင်းသူတို့တဝင်လာထုတ်ပြန်ခဲ့တယ်အဲ့တော့ စိတ်ဝင်စားရတယ်ဗောနော်ဘာကြောင့်များလဲဘလို့ကြောင့်များလဲဒီ UEFA Club Ranking ကဘလို့ချင်းတီရှိလဲအဲ့တော့ထိုးဝင်နိုင်မြန်မာပြည်မှာဒါ UEFA Club Ranking မှာဒါကျွန်တော်အချင်းချင်းခြားကြပြန်တယ်အာဘယ်ကောင်ဘယ်လောက်ဘယ်ကောင်ဘယ်လောက်အဲ့တော့ကျွန်တော်လက်ရှိမှာအစစ်1 to 25ကိုကြည့်ရခြင်းမှာကိုအသည်မပါဆိုကိုကတော့သူများကြီးနဲ့မချတော့ဘူးလို့ဆိုရမယ်တဲ့မှာပါတယ်ဗောနော်အဲ့တော့လက်ရှိကျွန်တော်တို့ဒါ UEFA Club Ranking ကိုကျွန်တော်ဘလို့တွက်ချက်လဲအဲ့တော့ကျွန်တော်တို့ဒါလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာဒါဥရောပပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အနေနဲ့အဲ့ဒီပုံမှာယူရလို့သိရတယ်လက်ရှိမှာဒါပြည်တွင်းဒါကျွန်တော်တို့တို့ပြည်တွင်းမှာဘလို့ပဲနိုင်နိုင်ဘလို့ပဲဖြစ်ဖြစ် ဘလို့ပဲအမှတ်ရရဒါတွေကမတွက်ဘူးဒါကျွန်တော်ပြီပမှာကန်နဲ့ပွဲစဉ်တွေပဲဒီဟာကိုအရေးကြီးဆုံးတွက်တယ်အဲ့တော့လက်ရှိမှာကျွန်တော်သိတဲ့လောက်က match point ပေါ့နော်ဒါကကျွန်တော်တို့ Champion League ပါတယ် Europa League ပါတယ် Conference League ပါတယ် Conference League မှာဒါကျွန်တော်သူတို့အနေနဲ့ဒီ match point ကဘလို့တွက်လဲဆိုတော့ တပွဲနိုင်ရင်နှမတ်ပေးတယ်တရေကြရင်တမတ်ပေးတယ်ရှုံးရင်တမတ်မှမရဘူးအဲ့လိုပုံစံအဲ့တော့လက်ရှိမှာဒါကျွန်တော်အုပ်စုစစ်မှာဒါကျွန်တော်နိုင်ခဲ့ပြီဆိုရင်ဘယ်နှမတ်ရမလဲဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ကျွန်တော်အုပ်စုစစ်မှာတရေကြရင်ဘလုံးဘယ်နှမတ်သွားအုပ်စုစစ်မဟုတ်ကြတော့ဒါဘလို့ပဲနန်းနိုင်ရှုံရှုံပေါ့နော်အဲ့တော့ဒါကျွန်တော် final ထိတက်ပြီးတော့ဒါဖလားရသွားတဲ့ကောင်ကတော့အမှတ်အများဆုံးကြရဲဆိုတာဒီလိုပုံစံမျိုးသွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ဒါတွေမဟုတ်ဘဲနဲ့တို့အနေနဲ့ဒါကျွန်တော်တို့ဟိုကောလကောကောကျွန်တော်ဒါဘယ်စင်တီတိုင်လဲအမှတ်တွေပူပေးတယ်လို့တွေ့ရမှာကျွန်တော်ဒါ ပထမဆုံး qualifying round မှာတင်ဒါကျွန်တော်ပြုတ်သွားခဲ့တတ်မှတ်ပေးရမယ်ဒုတိယ qualifying round မှာပြုတ်သွားရင်တက်တသမ5မှတ်အပူရမယ်ကျွန်တော်ဒါ play off ဒီတက်တယ်ဆိုရင်တော့ဒါကျွန်တော်တို့2.5ဒါကျွန်တော်တို့သွားမယ်တဲ့မှာပါပြောချင်တာဒါကျွန်တော်အပေါ်တက်သွားလေလေအမှတ်ပူရလေလေဆိုတဲ့ပုံစံမျိုးသွားရပါတော့တိတ်တော့မထူးဒါတော့တကယ်တမ်းစိတ်ဝင်စားဖို့ corner bonus point တွေ bonus point တွေကဘယ်လောက်ထိတော့မိုက်လဲဆိုတော့လက်ရှိမှာဒါကျွန်တော်တို့လီဂန်လို့ကျွန်တော်ဒါဟိုဟိုအုပ်စုအဆင့်ကနေထွက်ရင်ချန်ပီယံလိအုပ်စုအဆင့်ကနေတက်သွားရင်6မှတ်ရမယ်ဒါတော့ဒီနေရာမှာဒါကျွန်တော်တို့ ်ချန်ပီယံလိအုပ်စုစင်ကရိုးတက်တာမဟုတ်ဘူးနဲ့ဒါကျွန်တော်အပေါ်မြင့်မြင့်တက်လေအမှတ်ပူပူရဥပမာဆိုကျွန်တော်ဒါနံပါတ်1နေရာက12မှတ်ပူရတယ်ဆိုပြီးသူကရေးထားတယ်ဥပမာလက်ရှိမှာ each knockout round participation ဒီနေရာမှာဒါကျွန်တော်လက်ရှိမှာဟိုဗာလဲ အာရှုံးထွက်အစစ်မှာနောက်တစ်ဆင့်တက်ရင်တသမ5 point ထက်ရတယ်အဲ့လိုပုံစံမျိုးအဲ့တော့ဒါချန်ပီယံလိဒါကျတော့ယူရိုပါလိမှာဆိုတော့ point လေးကပုံနေသွားတယ်ခုနကအုပ်စုစင်းကကျွတ်တယ်ဆိုရင်တော့ဒါခုနချန်ပီယံလိလို6မှတ်မရဘဲနဲ့3မှတ်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားအဲ့တော့လက်ရှိမှာဒါမျိုးဆိုရင်ဒါနားလည်သွားပြီလို့ကျွန်တော်နေနေမြင်တယ်ပြောချင်တာဒါကျွန်တော်ဥရောပမှာခြေစွမ်းကောင်းရင်ခမားရဲ့ UEFA club ring ရဲ့ပုံကောင်းမယ်ဒါပဲအဲ့ဒါအရှင်းဆုံးနီးပဲအဲ့တော့ဒါကျွန်တော်တို့ဥရောပမှာခမားခြေစွမ်းနောက်ဆုံး5နှစ်မှာခြေစွမ်းအကောင်းဆုံးအသင်ကဘယ်အသင်းဖြစ်လဲဆိုတော့ဒီအမှတ်တွေကြည့်ပြီးတော့ဆုံးဖြတ်လိုက်တယ်ဆိုတော့ဘောပဲအဲ့တော့လက်ရှိမှာတိတ်ပြီးမထူးဆန်းတဲ့ဒါအ နိုင်ရတဲ့သူက Real Madrid ဖြစ်ခဲ့တယ် Real Madrid သင်းတယ်ဒါကျွန်တော်တို့2000ဆိုရင်အဲဘာကျွန်တော်2020 2021ရာသီမှာ26မှတ်ရတယ်2021 2020ရာသီ2022ရာသီမှာအမှတ်30ရပြီသူကဒါကျွန်တော်တို့ Champion League ဘူဆွဲခဲ့တယ်29မှတ်နဲ့2020 2023မှာဒါကျွန်တော်နံပါတ်3 တော့ဗောနံပါတ်6ရက်6နှစ်မြောက်မှာဒါကျွန်တော်23 24မှာ34မှတ်နဲ့တော်တော်လေးအမှတ်များခဲ့တယ်သူလည်းဒီနံပါတ်ချန်ပီယံထိုက်ရခဲ့တယ်မနေ့ကတော့ဘရူရှာဒေါ်မုန်ကိုနိုင်ပြီးချန်ပီယံလိရခဲ့တဲ့နေ့ပေါ့နော်2024-2025မှာဒါကျွန်တော်တို့ကျွန်တော်တို့ရီယယ်မက်ထရစ်တင်းနဲ့24.5မှတ်ပဲရပြီးတော့ကျွန်တော်တိုတယ်အမှတ်အရဆိုရင်တော့ဒါ143.5မှတ်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ရည်တင်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့နောက်ဆုံးဒါကျွန်တော်တို့ ငါးနှစ်ရဲ့ဥရောပခြေပေါ်မူတည်ပြီးဒီလိုမျိုးတွက်ချလိုက်တဲ့သဘောမှရှိတယ်အဲ့တော့ဒါအဆင့်20လောက်ကစပြောမယ်ဗျာနော်အဆင့်20မှာဒါကျွန်တော်တို့ AC Milan Italy ရဲ့ဒါ Power House ကတော့ဒါ total 88 point နဲ့အတူ9နှစ်မှာဒါကျွန်တော်တို့ total 88 point နဲ့အတူဒါနံပါတ်20နေရာမှာရည်တည်နေတယ်နံပါတ်19နှစ်နံပါတ်19နေရာမှာ RB Leipzig ကတော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့19နေရာမှာရည်တည်နေပြီ total အမှတ်အရ88 point နဲ့ရည်တည်နေဒီနှစ်ခုကဘယ်လိုတွဲပြီးတော့ဒါကျွန်တော်18 19ပြီးတော့19 20ပြီးလိုက်တယ်တော့ကျွန်တော်ဒီ data မသိဘူးဒါပေမဲ့ ်ဆက်ရှိနေရာမှာတော့ကျွန်တော်ပေါ်တူဂီကလပ်ဖြစ်တဲ့ပေါ်တူကတော့ကျွန်တော်89ဒသမ9နဲ့နံပါတ်16နေရာမှာရက်တည်နေတယ်နံပါတ်18နေရာမှာတော့ကျွန်တော်အီတလီစီးရီးကလပ်ဖြစ်တဲ့အတ္လန်တာက82 point နဲ့အတူ18နေရာမှာရက်တည်နေဖြစ်တယ်အဲ့တော့နံပါတ်16နေရာမှာဗီလာရီရဲ့အနေနဲ့ဒါကျွန်တော်82 point နဲ့အတူဒါကျွန်တော်ရက်တည်နေတာကိုတွေ့ရမယ်နံပါတ်15နေရာမှာဒါကျွန်တော်ပေါ်တူဂီကလပ်နောက်ကလပ်တစ်ခုဖြစ်တဲ့ဘန်ဖီကာက89ဒသမ9 ျွန်တော်ဒါ15နှစ်ရက်ဒီနော်တွေ့ရမယ်16နှစ်မှာ Atletico Madrid ကနံပါတ်ကျွန်တော်ဒါအာလုံပေါင်း63.5 16နှစ်မှာရက်ဒီနေတယ်နံပါတ်73နှစ်မှာအခုလက်ရှိမှာဒါကျွန်တော်တို့ Europa League Final တက်ခဲ့တယ်ဂျာတယ်မှာဒါကျွန်တော်တို့မဆိုးတဲ့ခြေစွမ်းတွေကိုပြသထားခဲ့တယ်ဒါကျွန်တော်တို့ Liverpool အနေနဲ့ဒါကျွန်တော်65.25နဲ့တို့နံပါတ်73နှစ်မှာရက်ဒီနေအဲ့တော့ Premier League Club ဖြစ်တဲ့ အာစနိုဒင်းကနံပါတ်7နေရာမှာဒါကျွန်တော်68 point နဲ့ယက်တီနေခဲ့ပြီးတော့နံပါတ်7နေရာမှာမန်ချက်စတာယူနိုက်တက်သင်းနဲ့1.5 point နဲ့ယက်တီနော်တချို့ကြပြောမှာပေါ့နော်ဒီ9နှစ်တုန်းကဟာအာစနိုဒင်းကဒါကျွန်တော်ပူကောင်းခဲ့တဲ့အသင်းဘာညာဆိုပြီးပြောလိမ့်မယ်ဒါပေမဲ့လက်ရှိမှာဒါပြည်တွင်းမှာအာစနိုဒင်းကပူကောင်းနေဆိုတာမှန်ပေမဲ့ပြည်ပမှာဒါကျွန်တော်လက်ရှိမှာအာစနိုဒင်းနေနဲ့မန်ချက်စတာယူနိုက်တက်သင်းနဲ့ရှင်းမဲ့ဆိုရင်တော့ဒါကျွန်တော်ဥရောပရှင်ပြိုင်ကူးအမှတ်တွေကမန်ချက်စတာယူနိုက်တက်သင်းကပူများခဲ့တော့တွေ့ရမှာယူနိုက်တက်သင်းနဲ့မမဲ့ရတာ PSG တို့ကိုနိုင်ခဲ့တဲ့ဥစားတွေကိုဒါကျွန်တော်ပူပူလောလောမှာဒါကျွန်တော်တို့ ူရိုပါလီဖိုင်နယ်ကိုတက်ခဲ့တာတွေကိုဒါတရှိမှာမမဲ့ရ2020 2023နဲ့2020 2023မှာဆိုရင်အာဆိုတဲ့ကဒါကျွန်တော်ဥရောပဝင်ဝင်မရခဲ့တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်16 point ရခဲ့တာကိုတွေ့ရမှာပေါ့နော်အဲ့တော့ပြောချင်တာ United ကဒီနေရာမှာတိုင်း အာစနိုတင်းအတွက်ကြော်လွန်တဲ့အဓိကအကြောင်းအရာကလူတော်များသိနေတာဘာကြောင့်လဲဆိုတော့ United ကဒါကျွန်တော်တနှစ်အာစနိုထက်ပိုပြီးတော့ဥရောပမှာကစားလိုက်ရတဲ့အတွက်ကြောင့်မလို့ United အသင်းကလက်ရှိမှာဒါကျွန်တော်အာစနိုအသင်းထက်ပိုများသွားတာကိုပြောရမယ်တမပါပဲ။နံပါတ်10နေရာမှာ Barcelona အသင်းနဲ့လက်ရှိမှာဒါကျွန်တော်103.25 point နံပါတ်10နေရာမှာရပ်တည်နေတယ်။နံပါတ်9နေရာမှာဒါကျွန်တော် AS Roma အသင်းကဒါကျွန်တော်တို့ 145 point နဲ့ရပ်တည်နေတယ်။နံပါတ်8နေရာမှာ Borussia Dortmund ကကျွန်တော်လက်ရှိမှာ Champions League Final လေးတက်ခဲ့တဲ့အတွက်ကြောင့်မလို့106.95နဲ့ရပ်တည်နေတာကိုတွေ့ရမယ်။နံပါတ်9နေရာမှာဒါကျွန်တော်တို့ Champions League ဘိုးဆွဲခဲ့တဲ့ဒါကျွန်တော် Chelsea အသင်းကဒါကျွန်တော်တို့109.5 အတရာကိုနဲ့ရက်တည်နေအဲ့ဘာလို့ဆိုချက်စီတင်းကလက်ရှိမှာအမှတ်ဘာလို့ပုံများသွားလဲ Conference League Champion လည်းဖြစ်ခဲ့လို့ဒီကားထဲမှာဒါပြီးကြာ Champion League Champion လည်းဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ချက်စီတင်းကနံပါတ်9ထိတက်သွားခဲ့တယ်လို့យေတာထားခဲ့တာတွေ့ရမယ်နံပါတ်6နေရာမှာဒါကျွန်တော်တို့ Inter Milan နဲ့ Final နှစ်ချိန်တက်ထားခဲ့တဲ့အတွက်ကြောင့်မို့တို့အနေနဲ့136.25နဲ့အတူဒါကျွန်တော်တို့နံပါတ်6နေရာမှာရက်တည်နေတွေ့ရမယ် နံပါတ်9နေရာမှာဒါ PSG တင်းနဲ့ဒီနေ့မှမှအကြီးအကျယ်ခုန်တက်သွားခဲ့တဲ့အကြောင်းအရာကတော့အဖြေကရှင်းပါတယ်သူတို့အနေနဲ့လည်းကျွန်တော်ချန်ပီယံလိချန်ပီယံဖြစ်သွားတဲ့108 118.5 point နဲ့အတူသူတို့အနေနဲ့လည်းကျွန်တော်နံပါတ်9နေရာမှာရပ်တည်နေတယ်နံပါတ်6နေရာမှာတော့ကျွန်တော် Liverpool အသင်းကဒါကျွန်တော်တို့125.5 point နဲ့ရပ်တည်နေတယ်သူတို့အနေနဲ့ဒါမကြခဏဆိုလို့ချန်ပီယံလိခဏခဏဝင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါ qualifying round ဒီမှာအခြေအနေကောင်းခဲ့တဲ့ကြောင့် Liverpool အသင်းကအမှတ်များနေတယ်လို့ပြောလို့ရတယ်မှာပါတယ်ဘိုင်းမြူနစ်အသင်းလည်းဒီတန်းမှာဒီတိုင်းမှာပဲဘိုင်းမြူနစ်အသင်းကလက်ရှိမှာ135.2 င့်ငားနဲ့တို့နံပါတ်3နေရာမှာယက်တီနေတယ်သူတို့အနေနဲ့ဒါခဏခဏဒါကျွန်တော်တို့ quarter final ရောက်တဲ့ semi final ရောက်တဲ့ semi final မပြုတ်တယ်အဲ့တော့ semi ခဏခဏတိုင်လဲဒါ quarter ဒါပို့ပြီးဖြစ်တယ်အဲ့တော့ manchester city တင်းကဂျာတယ်မှာ champion လေးဖြစ်ထားခဲ့လို့ဂျာတယ်မှာခဏခဏဒါ level လဲမြင့်သွားခဲ့တယ်အသင်းတင်းအနေနဲ့ city တင်းကဒါ final တစ်ချိန်တက်ခဲ့တယ်ဒါဖလားလဲတစ်ချိန်ရခဲ့တယ်အတွက်ကြောင့်မလို့ city တင်းကတော့ဒါကျွန်တော်တို့138.9နဲ့ arsenal နေရာမှာယက်တီနေတွေ့ရမယ် arsenal နေရာမှာဒါပြောကြရမလို့တဲ့ဒါကျွန်တော်တို့ real madrid တင်းနဲ့ဒါ champion league ကိုနှစ်ချိန်ဒါဘူးဆွဲခဲ့ပြီးတော့ 143.5နဲ့ဒူဒါကျတော့ရက်တည်လာတော့ဒါဒီဟာကိုဘယ်လိုဆုံးဖြတ်ရလဲတချို့ကမှားကြအောင်ငါတို့ပြည်တွင်းလီမှာအရင်ကပြည်တွင်းလီအပတ်ဒီကိုဒီနေရာမှာထဲမတော်ပါဘူးဒါကျွန်တော်တို့လက်ရှိမှာဥရောပပြိုင်ပွဲတွေကိုပဲထက်တော်တာပါဒါယူရိုပါလီဆိုလဲယူရိုပါလီအလျောက်ဒါကျွန်တော်တို့ချန်ပီယံစီဆိုလဲချန်ပီယံလီအလျောက်ကွန်ဖရင့်လီဆိုလဲကွန်ဖရင့်လီအလျောက်ဒါကျွန်တော်တို့ထက်တော်ထားတာဖြစ်ပြီးတော့ဒီနေရာမှာဒါနဲ့တူဒါလက်ရှိမှာ UEFA club ranking ကနေပြီးတော့ကျွန်တော်တို့တတ်မှတ်သွားတာဖြစ်တယ်သူတို့နေနေတာပြည်တွင်းဥစ္စာပြည်တွင်းဥစ္စာမှာတတ်မှတ်ထားပြီးတော့သူတို့နေပြီးဒါကျွန်တော်တို့ ဥရောပအနေနဲ့ပြန်ကြည့်ထားတဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ဒါကိုနားလည်ဖို့တော့မျှော်လင့်ပါတယ်။ဒါတော့ပါပဲ။ပေါ်လုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်။များများလေးတဲ့ကလစ်ဖူမမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးမျိုးဆိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးတဲ့ကလစ်ဖူမမေ့ကြပါနဲ့။ မြန်မြကလင်းမှာမြန်မြနိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တော့မှာလေကောင်းမွန်တော့နေလေးနေဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြည့်တော့မှာလေမြန်မြလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြကလင်းမှာမြန်မြနိုင်မှာဖြစ်ပါတယ်ဘေးပေါ်ဗျအားလုံးမကြည့်တော့မှာလေ